ဟုတ်ကဲ့ကိုစတီဗင်ဆိုင်းခင်ဗျာဒီတစ်ခါမေးမြန်းဆွေးနွေးလိုတာကဒီအမေရိကန်မှာကျွန်တော်တို့ TPS ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီးတော့ဗောနော်အမေရိကန်ဆိုးအောင်တရားစွဲမယ်ဆိုတဲ့ကိစ္စဗောအဲ့ဒါပါဝင်ကျွန်တော်တို့မြန်မာမှာရှိတဲ့ကြားဖြန့်ဗောအရှိတောင်အရှိတောင်ရှိတဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်မှာနိုင်ငံခြားရေးကော်မတီမှာဒါဥပဒေပြုဖို့သဘောတူလိုက်တယ်ဆိုတဲ့အကြောင်းဗောဒီနှစ်ခုကိုဒီတစ်ပတ်ကျွန်တော်မေးမြန်းလိုပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ဒီအမေရိကန်ဆိုးရကဗောနော်ဒီ TPS မြန်မာနဲ့ပတ်သက်တာလဲသူတို့ဆိုင်းငန်းလိုက်တယ်ပေါ့နော်ရက်ဆိုင်းလိုက်ပြီပေါ့ဆိုတော့ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့မြန်မာရေးဆောင်ရွက်တဲ့အဖွဲ့တစ်ဖွဲ့ကနေပြီးတော့အမေရိကန်မှာဒါအမေရိကန်ဆိုရောက်တရားစွဲပြီးခုခံမှုအတွက်ဆောင်ရွက်မလို့တည်င်းရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ရင်ဒီလိုမျိုးတရားစွဲမှုဟာဟိုတခြားဟိုနိုင်ငံတွေအဖွဲ့တွေအဲ့လိုလှုပ်လေရှိလားဟိုအခုလိုကိစ္စတွေမှာဟိုတရားစွဲဆိုမှုတွေဟာအဲ့လိုမျိုးလှုပ်လေလှုပ်တာရှိလားအဲ့ဒါလေးအရင်ဆုံးသိကြပါလေဗျာ โอเคนะจิซุบาไอ้เมโกတွေ့လဲဘာလို့ဆိုတော်တော်များများအာမြန်မာနိုင်ငံသားတော်တော်များများစိတ်ဝင်စားရတဲ့အကြောင်းအရာလည်းဖြစ်တယ်လို့ပြောလို့ရတဲ့ဒီတွင်ကြည်ပါအနေထားရောအဲ့တော့ခုနကမိကောပြောရမယ်ဆိုရင်တရားစွဲတဲ့ကိစ္စကိုပြောရမယ်ဆိုရင်ဒီလိုမျိုးဒါကအရင်အပတ်ဆွေးနွေးပွဲတွေမှာလည်းကျွန်တော်အကြံပေးတချို့ပြောထားပြီးသားဖြစ်တယ်ဒီ resettlement agency တွေပြန်လည်နေရချထားရေးပေါ့လေနော်ဒုက္ခသက် နဲ့ဆိုင်တယ်အခွဲအစည်းတွေကနေပြီးရင်ပြီးတော့ဆွဲဆိုတာတွေလှုပ်လို့ရတဲ့လှုပ်လိမ့်မယ်ဆိုတော့လည်းကျွန်တော်ပြောထားပြီးပြောလीနော်လှုပ်လိမ့်မယ်ဆိုတော့ဒီ TBA ကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူးဒီအာ great can ရပြီးသားလူတွေ refugee တွေဒုက္ခသည်တွေပေါ့လीနော်အဲ့ဒီလူတွေနဲ့ပတ်သက်ပြီးခုန great can ကိုပြန်ပြီးတော့သိရှိတော်တို့စစ်ဆေးတော်တို့လုပ်မဲ့ကိစ္စကိုဒီအခွဲအရေးရလှုပ်လှနိုင်တယ်ဒီအောင်ဆွဲလို့ရလဲ ဒီဟာဆိုရလိမ့်မယ်ဆိုတာကျွန်တော်လည်းပြောခဲ့ပြီးပြီဒါဟုတ်တယ်ရတယ်ဒါပေမဲ့ကျွန်တော်ခွဲမြင်ရမှာ TBS ကိစ္စဆိုတော့ TBS ကဘာမှမဟုတ်ဘူးလုံးလုံးမရဘူးလောက်တော့လည်းမရှိဘူးလောက်ခဲရင်လည်းတရားစွဲခဲရင်လည်းအောင်မြင်ဖို့လမ်းလောက်အောင်မရှိဘူးအဲ့ဒါကြောင့်ပြောတာကောင်းကျိုးတင်ဆိုးကျိုးကမြောက်ဖို့ရှိတယ်ဆိုတော့ TBS ဆိုတာတက်သက်ဒီအခွဲအရေးအထူးအခွဲအရေးကိုပေးထားတာသူတို့အတွက်အကောက်အွယ် ဘဝပြီးမှာဘယ်နိုင်ငံမှာမဆိုဘောလေနော်ဒီ TBS state တာပေးတယ်ဆိုတော့ simple setup ပဲဖြစ်ဖြစ်တဘဝ BND ရဲ့ပဲဖြစ်ဖြစ်အသိအမ်းတွေရဲ့လှုပ်ချုပ်မှုမရှိနိုင်တဲ့အနေထားမျိုးမှာအကောက်ွယ်ယာယီအနေနဲ့အကောက်ွယ်ပေးတဲ့အာ setup ပဲဖြစ်တဲ့အဲ့တော့စောကတည်းကအင်္ဂါရုံပေးနိုင်တော့မေးတော့ရင်တော့ရန်တော့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဗျအရန်စကားနဲ့ပြောမှဆိုအဲ့လိုလုပ်တော့ဟောငေါ့ပြပြန်ရခေါင်းလာမင်းတို့ဘာလို့ပြမနေလဲဆိုတဲ့အနေထားမျိုးอ่ะဒါ ောသူမြောက်အိမ်ပေါ်မှာတည်ပြီးရခဏပိနေထားတော့မေအမကောက်ပြီးမေအိမ်ကောက်ပြီးသွားတော့ဆိုတဲ့ပြောတဲ့ဟာကိုသဲသဲအဲ့ဒါဟိုဘာပြောမလဲပြဿနာရှာတဲ့အနေထားမျိုးဖြစ်တဲ့ပေါ့ဗျာအဲ့တော့ဂုတ်ဒိခအရာရောဟိုဥပဒေကြောင့်အရာရောတရားဝင်မရှိသလိုဂုတ်ဒိခလည်းကြာတဲ့အနေထားအမုံမြင်တယ်အဆုံးမြင်တယ်ပေါ့ဗျာဇီရီနိုနော်မလဲတဲ့အနေထားမျိုးမြင်သွားနိုင်တယ်ဒီလိုမျိုးတိပြေကိစ္စနဲ့ပတ်သက်ပြီးတခြားနိုင်ငံက ဒီလူမျိုးအဖွဲ့အစည်းကိုစားပြုပြီးရင်ပေါ့လေနော်သူနိုင်ငံသူလူမျိုးကိုစားပြုတရားစွဲတယ်ဆိုတာလည်းမရှိဘူးရဖို့လည်းမရှိဘူးအာဘာကြောင့်လဲဆိုတော့တရားစွဲတယ်ဆိုတော့ဥပဒေအကြောင်းအရာရင်ဆိုင်ရတယ်ဆိုတော့ဒီကုန်ကျစရိတ်တွေငွေကြေးတွေတုံးဆွဲရတာတွေ resource တွေတအားများတယ်ပြီးရင်နောက်မှဟိုမမမမယက်တိပေးနိုင်တဲ့အဖွဲ့အစည်းပေါ့လေနော်ဥပဒေဆိုလည်းဥပဒေဆိုင်ရာ law fund ပေါ့အဲ့ဒါတွေမျိုးတွေရှိမှငွေကြေးတောင်းတဲ့အဖွဲ့အစည်းတွေ community တွေ society တွေရှိမှအဲ့ဒါတွေက ရတဲ့အနေအထားမျိုးဖြစ်တယ်။အာအဲ့လိုမျိုးဆွဲလို့ရပြီဆိုတာမှနိုင်ချီကလောက်မှမရှိဘူး။နိုင်တဲ့ရဆိုရင်တမိုင်းလဲအမေရိကန်မှာမရှိဘူး။ Okay အဲ့ TPS ပတ်သက်ရင်ဒီဒီတရားဆွဲဖို့အတွက်ကြိုးပမ်းတာဒီအဓိကမှားယွင်းတုံ့တက်မှုတွေရှိနေတယ်ပေါ့နော်အဲ့ဒါလည်းပါတယ်နော်ဥပဒေနဲ့လည်းမကန့်ညီဘူးပေါ့ policy ချတဲ့နေရာမှာဆိုအဲ့အတွက်သူစူးစမ်းမယ်လို့ဖော်ပြထားတာတွေ့ရတယ်အဲ့ဒီအခြေအနေတွေကရောအဲ့အတိုင်းဖြစ်နေလားဘယ်လိုမျိုးပြောလို့ရမလဲ အဲ့အဲ့ဒီအခြေအနေကအခုလို့မျိုးပေါ့လေနော်ဥပဒေနဲ့ကိုင်းကြီးမှုမရှိဘူးဆိုတော့ဟာကိုတိုင်ကကိုကိုတိုင်ကကိုင်းကြီးမှုမရှိပဲဖြစ်နေတာလေသူမြတ်နိုင်ငံကိုလာတယ်သူမြတ်နိုင်ငံကလူသားချင်းစာနာထောက်ထားပြီးအကူအညီပေးတာဟုတ်တယ်အာ the reason ပေးတဲ့အကြောင်းရင်းကတပတ်ပါမကြောက်ဘူးဒါကလောက်ဝညင်းနိုင်တာမဟုတ်ဘူးပေါ့လေနော်ဘာကြောင့်လဲဆိုတော့ဥပမာအခြေလေးပြောမှဆိုရင်ဘမပြီးကိုပြန်လို့ရပြီဘမပြီးမှာဒီယူကပွဲတွေလည်းလုံမဲ့ ညချမ်းရေးစစ်ဆန်ရေးနဲ့ကိစ္စကိုလည်းတရုတ်ရဲ့ကြောဝင်မှုနဲ့စီစဉ်မှုနဲ့လှုပ်တဲ့တအောင်လို့ပေါ့လို့ပေါ့လေနော်အဲ့ဒါဒီမျိုးတုတ်တိမ်မှုရှိတဲ့ဆိုတော့ဘာမဟုတ်တဲ့အကြောင်းအရာတွေကိုပြောထားတယ်ဒါကဟုတ်လားဆိုလဲဒါကမဟုတ်ဘူးအာဘာကြောင့်လဲဆိုတော့ဒီမတိုင်ခင်မှာပဲဒီဒလရမပြီးတဲ့အနေထားမှာဒီစကုနိုင်ငံပေါ့လေနော်ဒီအမေရိကန်ရဲ့အနေနဲ့ခီးမသွားသေးတဲ့နိုင်ငံများစီးရင်မှာဗမာပြည်မှာပါတယ်လေအန်ဒီရရှိတဲ့ပေါ့ဗျာဆိုလိုတဲ့အဓိပ္ပာယ်ကဥမာ တလားတော့မပြီးသေးတဲ့ချက်ကအန်ဒီရရှိတဲ့ဒီနိုင်ငံကတော့သူနိုင်ငံလူတွေမတော့သေးတဲ့စီးရင်ထဲမှာထဲတော့ပြီးအခုလက်ကြတော့ဟာသွားလို့ရပြီပြန်လို့ရပြီဆိုတဲ့အနေထားဒါကိုင်းကြီးမှုမရှိဘူးကွာဒါကညှင်းစရာမရှိဘူးဒါပေမဲ့သူကသူကိုင်းကြီးမှုရှိတာမရှိတာဒီဒါတကန်တာသူလောက်ပတ်ခွဲပေါ့တွင်းရနေပြီးသူကသူအေးပြန်လို့ရပြီဆိုတဲ့အနေထားမျိုးကိုဒါချက်တဲ့ချက်တစ်ခုအနေနဲ့ထဲထားတာပဲရှိတတ်ပေါ့လीနော်ဒါကိုကျွန်တော်အကောင့်ဆုပ်လုံးလုံးယာတော့ လုံနိုင်တာကခုနလိုမျိုးပေါ့ဟာမင်းအဖလဲဆိုတဲ့ပုံစံမျိုးနဲ့ challenge ခေါ်မယ်အစကျွန်တော်ကမေတ္တာရခံတဲ့ပုံစံအကူအညီတောင်းတဲ့ပုံစံငါတို့နိုင်ငံမှာ middle bank statement ထုတ်တဲ့ lotto ကနေပြီးထုတ်ထားတဲ့နိုင်ငံချင်းဥက္ကဋ္ဌနာထုတ်ထားတဲ့ဒီနိုင်ငံမတော်သေးတဲ့နိုင်ငံ NDA တွေရှိတဲ့ဆိုတော့ middle bank ပြောတဲ့အခုလဲကြတော့ဒီလိုမျိုးတွေပြောရဲဆိုတော့တော့ရှင်းနောက်ကိုင်းကြီးမရှိဘူး ပြီးရင်ဗမာပြည်မှာဒီလိုတွေဒီလိုတွေဖြစ်နေရင်စစ်တမ်းရဲ့တပ်ဖြတ်မှုတွေခံနေရတဲ့ရွေးကောက်ပွဲလေတရားမျှတမှုမရှိဘူးဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကတည်တည်ကြကြရေးပြီးရပြောပြီးရအကူအညီတောင်းတာတွေမြစ်တရခန္ဓာတွေလုံရင် ရတဲ့ပုံပြရထိရောက်မှုရှိတဲ့ပိညာမှုကပုံရမယ်အခုလိုမျိုးဟာမေပါလဲဆိုတဲ့ပုံစံမျိုးနဲ့တွားပြီးအရှင်ချက်လက်ခေါ်တဲ့ခါကျတော့အဲ့ဒါဟိုချစ်ခင်မှုထဲအမုတ်ပွားမှုကိုပုံပြရရဖို့ဆိုချိုးပုံပြရဖို့ပဲရှိတယ်ဆိုတော့ပြောချင်တယ် ဟုတ်ကဲ့တော့ကျွန်တော်ကြားဖြန့်ကိစ္စတော့အောင်ပါကြားဖြန့်ကိစ္စကကျွန်တော်တို့ဟိုအရှိတောင်အရှာပေါ့နော်မြန်မာလာအိုကမ်ဘောဒီးယားမှာဒါအမေရိကန်ကဟို strike force ဖွဲ့ပြီးပြီပေါ့နော်ဒါတွေကိုနှိမ်နှင်းမှုဆိုပြီးတော့အခုပြီးခဲ့တဲ့မကြာသေးခင်ကပဲလွှတ်တော်မှာနိုင်ငံခြားရေးကော်မတီမှာသူကခုနအစိုးရဖွဲ့ထားတာပေါ့ strike force ကဒါပေမဲ့အခုကလွှတ်တော်မှာကဥပဒေပြဋ္ဌာန်းမှာဒီဥစ္စာနှိမ်နှင်းမှုပေါ့နော် dismantle foreign scam syndicate act ဆိုပြီးတော့ဒီအောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီကနေပြီးတော့ဒါကိုအတည်ပြုလိုက်တယ် เนาะသူက HR 5490တဲ့เนาะဥပဒေနံပါတ်ကဆိုတော့ဒီဥစ္စာကအဖွဲလဲဖွဲတာကိုဥပဒေလဲပြဋ္ဌာန်းမှုရှိတယ်ဆိုတော့ဟိုဒီဥပဒေကဘယ်လောက်ထိကျွန်တော်တို့တည်ရောက်မှုရှိနိုင်တယ်ဘယ်လောက်ထိပြင်းထန်နိုင်တယ်အဲ့ဒီဥပဒေမှာပါတဲ့အချက်တွေပေါ်မှာဘယ်လိုမျိုးသုံးသပ်လို့ရနိုင်မလဲကိုစတီဗင်ဆန်ကိုပြောပြပေးပါဗျာဟုတ်ကဲ့ခင်ဗျာဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီဘေကသူကဒီ HR ငါလေးကိုစားပါလေနော်ဒီကောက်ကဘေး ဘေးဆိုတော့ဥပဒေဖြစ်သွားပြီဆိုရင်ဥပဒေကဂုဏပြောတဲ့အမိတ်လို့ဒီတမရရဲ့အမိတ်ပဲဖြစ်ဖြစ်ဘသူရဲ့အမိတ်ပဲဖြစ်ဖြစ် executive coroner ဖြစ်ဖြစ်သူတည်းပို့ပြီးရအတိဖြေတဲ့ power ရှိတဲ့ပေါ့ဗျာဆိုတော့အဲ့ဒီဥပဒေကိုပြဋ္ဌာန်းဖို့စူးစမ်းတော့ခုမှမဟုတ်ဘူးပြီးခဲ့တဲ့နေ့ကတည်းကပေါ့လीเนาะအဲ့ဒါကိုစူးစမ်းလာတယ်လုပ်ခဲ့တယ်ဒါပေမဲ့အခုဒီ lotto နိုင်ငံချော်ရေးကော်မတီကနေပြီးရအာအတိပြူလိုက်တဲ့ပေါ့လीเนาะဘာဖြစ်သွားပြီ အဲပြီးရင်သူရဲ့ဥတည်ဖြစ်လာဖို့အတွက်ဆဲဆဲကဒီလော်တော့တစ်ခုလုံးပြန်မယ်ပြီးရင်ဒီအထဲလော်တော့ကိုလေနော်စီနေပြန်မယ်စီနေကပတ်ဖြစ်သွားပြီဆိုမှတမဒါစီပူရင်တမဒါလစ်မတ်ထိုးတဲ့အခြေအနေမျိုးစဥတည်ဖြစ်တရားဝင်အတီးဖြစ်သွားပြီပေါ့ဗျာဒီဥတည်မှာပြတ်ထန်ထားတဲ့လုတ်ပတ်ခွေတွေပေါ့လေနော်လုတ်ပတ်ခွေတွေလုတ်ဆောင်ရမဲ့တောင်းဝန်တွေအနေထားတဲ့အခြေလေးပေါ့လေနော်အဲ့ဒါတွေအလုံးနဲ့ ကူဒလော့ကဖွဲ့လိုက်တဲ့ strike foot လုံးနေတဲ့တော်ဝတွေနဲ့လုပ်ငန်းတွေနဲ့ဥတီချင်းနဲ့အလုံးနိဗ္ဗာန်တူတယ်လို့ပြောလို့ရတယ်အရေးကြီးဆုံးမကဒီ session file လို့ပြောလို့ရတယ်အဲ့ဒီ session file ကတော်တော်အရေးကြီးတယ်အဓိကကမြန်မာ set back ပေါ့လေနော်မြန်မာ set back ရဲ့ပြီးရင်တရုတ်အစိုးရတော်ဝရှိသူတွေပေါ့လေနော်တရုတ်အစိုးရအရာရှိတွေတရုတ်ကွန်မြူနတီပါတီလည်းပါတယ်ပေါ့လေနော်တရုတ်အစိုးရကောက်ရှိတွေက ပြီးရင်ဒီတရုတ်အာယော့စဝေါ်ဂိုင်းဒီလေချိတ်ဆင်းမှုရှိမရှိကိုစုံစမ်းဖော်ထုတ်ရမယ်ဆိုတော့ဒီကြောက်တော့ပေးထားတယ်ဒီကြောက်ပါတယ်ဒီသုတ်ခွဲရဲ့ချိတ်ဆင်းမှု3 gap ပုံချိတ်ဆင်းမှုကိုတည်တည်ကြာကြာစုံစမ်းရမယ်ဖော်ထုတ်ရမယ်ဆိုတော့ပါတယ်အဲ့တော့ပြီးမှဒီအနောက်မှာအရေးယူမယ်ဟာတွေအလုပ်ပါတာပေါ့ဗျာပြီးရင်နောက်တစ်ခုကခုနကပြောတဲ့အထက်မှာဒီရေပါ90အတွင်းမှာသူကဒီအကောင့်ထဲပို့ရမယ် ဒီအဖွဲ့အနေနဲ့ဒီ internet website တွေကို shut down လုပ်မယ်ကိစ္စပေါ့ဗျာဒီဘေးထဲမှာဒီဥပဒေထဲမှာပါတယ်အဲ့တော့အခုစဉ်းစားလို့ရတာကအခုအဖွဲ့သွားတယ်အခုဒလာမပြီးတဲ့အချိန်မှာချက်ချင်းဒီ figure ကိုကဒီ website တွေ shut down လုပ်လို့ဆိုတော့အဲ့ဒါတွေပဲဒီဘေးထဲကလုတ်ပတ်ခွေအဲ့တော့ဒါစဉ်းစားလို့ရပြီတုတ်တန်လို့ရပြီဘလောက်ထိအရေးကြီးတယ်အဲ့ဒါအမေရိကန်နေနဲ့ဘလောက်ထိတော့ priority ထားထားလဲဆိုတော့စဉ်းစားတုတ်တန်နေပြီလို့ထင်တယ် ဟုတ်ကဲ့အဲ့ညမှာဟိုဘန္နာကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်မြန်မာစစ်တပ်ကလည်းရနေတယ်ဒါကိုလည်းစုံစမ်းစစ်ဆေးရမယ်လို့ပါတယ်ကျွန်တော်တို့အကြမ်းမင်းအပြင်မှာထွက်နေတဲ့တရင်ရဆိုတနှစ်ကိုဒါတန်းပေါင်းရာနဲ့ချီပြီးတော့200နီးပါးလောက်မြန်မာစစ်တပ်ကခွဲတန်းရလို့သိရတယ်ဟိုဟိုအမေရိကန်တော့ဒါစုံစမ်းမှာဗောနော်ကျွန်တော်တို့ကြားတဲ့တရင်ကိုပြောတာထားပါတော့ဘန္နာရှယ်ယာလည်းသူရတယ်ခုနကတရုတ်ကဂိုင်းနေနေလေဆက်ဆက်မှုရှိတာဟိုတကယ်လို့တွေ့ရှိမယ်ဆိုရင်ဟိုဘလောက်ထိဟိုလုံနိုင်လဲ state actor ဖြစ်တဲ့မြန်မာစစ်တပ်ကိုအမေရိကန်တွေဒါမှမဟုတ်မြန်မာစစ်တပ်ကရှောင်ထွက်နိုင်မလားတကယ်ဖြစ်ခဲ့မှာဆိုရင်အဲ့ဒီပေါ်ကိုသုံးသပ်ပေးပါဗျရှောင်ထွက်နိုင်မလားဆိုတော့ဗမာစစ်တပ်အနေနဲ့ကတော့သူကတန်းနိုင်ကြအောင်ရှောင်နေတယ်ဟုတ်လေနော်ဟိုတရှောင်းလို့လဲရှောင်လောက်ခဲ့တဲ့ဒါပေမဲ့သူတို့ရှောင်တိုက်လောလောဆိုလောနိုင်တယ်အနေတောင်မရှိဘူးဘာကြောင့်လဲဆိုတော့ဒီအဖွဲကခုမစားဖွဲတာလည်းမဟုတ်ဘူးအမေကန်အစိုးရတောက်ဝရှိတဲ့လူတွေကဒီဗမာစစ်အုပ်စုရဲ့ ဒီမှုရေးစေဝါမှာပါဝင်ပတ်သက်တဲ့ကိစ္စတွေဒီ call center လို့ခေါ်တဲ့ online လိမ့်တဲ့မှုမှာပါဝင်ပတ်သက်မှုတွေအချင်းလေးတွေကရထားပြီးသားရှင်းရှင်းပြောမှဆိုရင်သူကဥပဒေကြောင့်အရာတရားဝင်မှုရှိအောင်ကိုင်တွယ်လို့ရအောင်အရေးယူလို့ရအောင်လုပ်တဲ့အနေထားခုလိုမျိုး public တရားဝင်ကြီးညာပြီးဒါတွေဒါတွေလိုအပ်မဲ့ဒါတွေဒါတွေလုပ်ဖက်ကိုရှိပါတယ်ဆိုတဲ့အနေထားကိုပြောတဲ့လုပ်တဲ့အနေထားပဲလို့ကျွန်တော်ကမြင်တယ်။ဘာလို့လဲဆိုတော့အဲ့ဒါတွေက ဒီဟာတွေကအကုန်လုံးကဟိုမမြင်နိုင်တဲ့အခြေအနေမှာပြီးခဲ့တဲ့ကာလဒီမှာအားလုံးကလုံထောက်ပြီးသားရထောက်ပြီးသားဖြစ်တယ်။ဒါကဟိုဘာပဲပြောပြောဥပဒေကြောင့်ရလုံမဲ့ဆိုရင်အချိန်မြွေးကြိုက်တွေ့နိုင်အောင်အချိန်မြွေးအေးယူနိုင်အောင်အတွေ့ဒါကို official လုံတဲ့လူပဲကျွန်တော်တို့ကပြောလို့ရတယ်။အဲ့ဒီဘေးထဲမှာနောက်ဆက်တွဲအနေနဲ့ပါပါလဲဆိုတော့ခုနကဗမာပြည်အတွက် special invite ခပ်ဖို့အဲ့ဒီနောက်ဆက်တွဲပါပါ အဲ့တော့ခုနဟာဖြေလိုက်ပြီဆိုရင်အထူးကုစလေအမေရိကန်အထူးကုစလေဗမာပြည်အတွက်တိတံခံလိုက်မယ်အဲ့တော့အဲ့ဒါဆိုရင်ဟိုတီချာတဲ့ကြိုက်တွယ်မှုတွေအရင်ယူမှုတွေရှင်းလုပ်လိမ့်မယ်တောက်ဆုပ်မှုတွေလုပ်လိမ့်မယ်ဒါပေမဲ့တခုရှိတာပေါ့နော်အခုဒီကြားပြနေနေမှာ KNU ကိုယ်တိုင်ပါလာပြီပေါ့နော် KNU ကမင်းလက်ပံမှာသူတို့ဝင်စည်းရယ်အခုဆိုရင်ဒီမှာရှိတဲ့ဒီကြားပြရန်လူတွေလည်းတောင်းရင်းမြစ်မှာတောင်းတင်နေတယ်နော်ထိုင်းဘက်ကိုပို့တာထိုင်းဘက်က ဒါ KNU က state actor မဟုတ်တဲ့အတွက်ဆိုတဲ့သဘောမျိုးပေါ့နော်ကျွန်တော်နားလေတာဟိုပြန်လက်မခံဘူးပေါ့နော်တချို့လည်းခိုးပြီးတော့ပြေးတာတွေရှိတယ်ဆိုတော့ဒီအချိန်ဒီမှာ KNU ကလည်း request လုပ်တယ် American တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့နိုင်ငံတကာတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဒီမှာသူတို့ရထားတယ်မိထားတယ်တက်သေးတယ်အကုန်လုံးပြတယ်ကဲဒါပေမဲ့တကယ်တမ်းကျတော့အမေရိကန်အဲ့ကိစ္စမှာငြိမ်နေတယ်ဘာမှမပြောရလीဆိုတော့ဒါကစဉ်းစားစရာပေါ့အမေရိကန်က test ဖို့လဲဖွဲ့ထားပြီးဟို strike ဖို့လဲ ဘာလို့သူတို့ကကြည်နေတာလဲဘာကြောင့်ပူပေါင်းမပါဝင်တာလဲအဲ့အဲ့ပေါ်ဘယ်လိုမြင်လဲဗျာโอเคခင်ဗျဟိုဒါကဒီအထုသဖြင့်ထိုင်းကိုလीเนาะထိုင်းဖေကအစိုးရတော့သူတို့ကပြောထားပြီးသားဟာမင်းကအစိုးရမှာမဟုတ်တာဟုတ်တယ်မလားဆိုမင်းကအစ်တနစ် organization ပဲဖြစ်တဲ့အစ်တနစ်လူမျိုးစုပဲကိုယ်စားပြုတဲ့အာတောင်ပိုင်းရေးအဖွဲ့အစည်းဖြစ်တဲ့ပေါ့လीเนาะဆိုတော့အဲ့လိုမျိုးတွေသူတို့ကတုံ့ဆွဲနေကြပြောနေကြအစိုးရအစိုးရချင်းမှန်ကတော့စစ်ဆန်းမှန် ဘယ်ဆိုရမယ်တည်တူပဲဖြစ်ဖြစ်ပေါ့ဗျာရှင်းရှင်းပြောမှဆိုရင်စက်တမ်ဘာအာနာယူဒရက်ယူတာဘယ်သူပဲဖြစ်ဖြစ်ဒီမိုကရေစီအဆိုရမယ်ဖြစ်ဖြစ်ဗျာ level ချင်းတူတယ်ဟာပဲစစ်ဆတ်မယ်ဆိုတဲ့အနေအထားမျိုးအာအင်းဒီချင်းနိုင်ငံတွေနဲ့စစ်ဆတ်ရေးမပြပြချင်းနဲ့ဆိုတဲ့ဟာမျိုးသူတို့ကထိတ်လာတယ်ဒါကလည်းပြဿနာမရှိဘူးသူတို့ရဲ့လုံရုပ်လုံစင်အရာဖြစ်တယ်ဟိုအမုံမခန့်ချင်တဲ့အနေအထားပဲရှိတယ် အဲနောက်တစ်ခုကဒီ American ကစောက်ကြီးနေတဲ့အနေထားမျိုးလည်းဖြစ်တယ်ပေါ့လေနော်အဲစောက်ကြီးနေဆိုတော့ဘောစောက်ကြီးလည်းဘယ်မှာ KU ခေါင်းဆောင်တွေရဲ့တချို့ခေါင်းဆောင်တွေရဲ့ပတ်ဝန်းကျင်ပတ်သိမှုတွေလည်း American မှာရရပြီးသားပဲဒါအလုပ်ဒီထောက်ပြီးသားထိုင်အစိုးရတွေလည်းဒီထောက်ပြီးသားပဲပေါ့လေနော်အဲတော့တချို့ KU ခေါင်းဆောင်တွေကဒီကိစ္စမှာပတ်ဝန်းကျင်ပတ်သိနေတယ်ကြိုခံစားခွင့်ရှိတယ်ဆိုတော့ကိုအဲ့တော့ဒါကိုရှင်းရှင်းပြောမယ်ဆိုရင်စမ်းစင်နေတယ်စောက်ကြီးနေတယ်အနေထားလို့လည်းပြောလို့ရတယ်အာတစ်ချိန်ကြာရင် ိုပေါ်တင်မိုးတာမှာဒရိုင်းမိုးတာမှာအင်ဂျင်ရိုင်းနီးနေပေါ်လीเนาะအကူကြီးတွေရလာလိမ့်မယ်ဒါကဒါတရားဝင်ဥပဒေဖြစ်တဲ့အတွေ့ပေါ်လीเนาะအဲ့တော့အမေရိကန်ကအခုက seriously ပေါ့เนาะအပြင်းပြထန်ထန်ဒီကိစ္စကိုကန့်တွဲလာတော့အခုကဟိုရွှေကုတ်ကိုမှလည်းဟိုဖြိုတာတွေလုတ်ပြီးစောက်ဦးတွေကိုเนาะကြားဖြန့်စောက်ဦးဆိုပြီးတော့အဲ့တော့ပြောရမယ်ဆိုရင်မြန်မာစစ်တပ်ကော BG ရဲ့ကော DGB ရော KNU ပါပါတယ်အားလုံးကဒါကိုဝိုင်းဖြိုနေကြတဲ့သဘောရှိတာပေါ့เนาะ ဟိုတကယ်လည်းဖြိုပြနေတယ်နှိမ်နှင်းပြနေတယ်ဆိုတော့အမေရိကန်ကလည်းပါနေ test ဖို့ဖွဲ့တယ်ဆိုတော့ဟိုဒီလိုမျိုးတကယ်တမ်းဓာကြီးကိုထိထိရောက်လုပ်မယ်ဆိုရင်အဲ့ဒီ data မှာရှိတဲ့မြောက်ရီကြောမှာရှိတဲ့ဒီကြားဖြတ်နေပါပြလူနီပါဖြစ်သွားနိုင်ကြီးရှိလားဘယ်လိုမြင်လဲကိုကိုစတီဗင်ဆန်ရှိတဲ့ရှိတဲ့ပြဘာလဲဆိုတော့ဒီမဟာလာဆေအုပ်စုရဲ့ ရည်ရွယ်ချက်ကရှေ့ရှေ့ပြောမှဆိုရင်ရုပ်ရှင်တရုပ်ဆောက်တဲ့အစီအမံရှိတဲ့ပါရမဘောလေးနော် KK ဘောလုပ်တဲ့အနေအထားမှာမလွတ်သားလို့လုပ်ရတဲ့အနေအထားပေါ့ဆိုတော့သူတို့ရဲ့ရည်ရွယ်ချက်ကပါရမကတော့ဒီရွှေကုတ်ကိုကိုမထီးပဲနဲ့ KK ဘောပဲဖြူထားတဲ့အနေအထားလေးစားဖြောင်းတော့ပေါ့ဗျာသူတို့ရဲ့ဟိုဘဲလွန်စာတွေရောက်သွားမှဆိုလို့ဖြူထားတာဒီလိုမျိုးဟိုမလွဲ့သွားတဲ့အနေထားပေါ့လေနော်။ဟန်ပြတယုတ်ဆောက်ရနေပြီးတကက်အခြေအနေအထိမလွဲ့သွားတဲ့အနေထားမျိုးမှာရောက်လာတယ်လို့ကျွန်တော်ကပြောလို့ရတယ်။အခု KK ပါနီရှုကိုကိုတော်မှာသူတို့ဖြိုးလာတဲ့အနေထားတဲ့အင်ဂျင်ကအလုံးမီဒီယာမှာသူတို့ဖေပြောထားပြီးမြှုပ်ကိုကိုတော့မဖြုတ်ပါဘူးဆိုတဲ့အနေထားမျိုးအလုံးမန်မီဂျာလိုက်မယ်လို့ထင်တယ်။ဒါပေမဲ့အခုမလွဲ့တော့အစားဥချိုးကဖြုတ်ပြရတဲ့အနေထားမျိုးရှိနေပြီပေါ့လေနော်။နောက်တစ်ချက်ကယောတာကောမရာဆိုတော့ဟုတ်တယ်ဒီနေဇာတဲ့ဂျောမာဒီရှုကိုကိုမြောက်ဝက်တီပေါ့လေနော် KK ပါအဲ့ဒီဒီဂျောမာတော့လောက်ရယောချာသွားလိုက်မယ်။ဒါပေမဲ့သတိထားရမှာကပြည်တွင်းထက်ပိုပြီးရောက်လာလိမ့်မယ်။ အများစုကဒီလောက်အိုပေရွှေသူရိကန်ဒေတာပေါ့လေနော်ခီရိုမန်လို့ခေါ်တယ်ရွှေသူရိကန်ဒေတာပေါ့ဂျာဝေးဦးစီးတဲ့သူသူနေ90 99နှစ်ဆက်ကြုံကြုံထားတဲ့မျိုးတော့ပဲပေါ့ဗျာအဲ့ဒီမျိုးရွှေကြောတဲ့ဒါဗီမဲဟုတ်ဖေးရွှေကြောသလိုပြည်တွင်းထဲကိုပြောင်းဝင်တဲ့အနေထားလည်းရှိတယ်ဒါကြောင့်အခုပြောထန်းတဲ့ဘီထဲမှာအခုအမေရိကန်ကလော်လိုက်တဲ့အဖွဲထဲမှာကင်တွယ်ရမတီကနေရအတီချောကို location ပေါ့ဗျာအစားဥပ္ပ ဘယ်နေရာအနည်းကြီးရဲ့ဒီချက်ဖြန်လုပ်ငန်းကိုလုံးနေလဲဆိုတာစုံစမ်းစစ်ဆေးဖို့အခါနဲ့ပါလိမ့်တာအဲ့ဒါအမေရိကန်ရဲ့နည်းပညာတက်ကနိုလော်ဂျီလဲလောက်ကအာမေးထားလို့တော့မရဘူးအဲ့ဒီကိစ္စလေးပါကြိုက်တွေ့ပါတော့ပြည်တွင်းထဲဘက်ဘလောက်ပဲပြောင်းပြောင်းပြည်ထွင်းဘယ်နေရာရန်ကုန်မြို့ဘယ်နေရာလဲမန္တလေးမြို့ဘယ်နေရာလဲလရှိုးဘယ်နေရာလဲမြဝတီဘယ်နေရာလဲဆိုတော့အလောက်ကိုသူတို့အချင်းလင်းအကုန်လုံး data ကိုယူပါဒီအဖွဲ့ရဲ့တော်ဟောအဲ့ဒါပဲဆိုတော့ ဟိုရောသွားမလားဟုတ်တယ်လေဇာတကြောမှာရောသွားနိုင်တယ်အထူးသဖြင့်မျောဝိတီဒေတာအချို့ကခု KK ပါဒေတာဒါပေမဲ့တခြားနေရာတွေရောက်သွားမယ်အနေထားမျိုးရှိတယ်ဥမာဟိုထိုင်းတောင်ပိုင်းရနောင်းလိုမျိုးเนาะဒီအာတရားတော်စုလူပြတာမျိုးပြီးပြီးတွင်းတဲ့ရန်ကုန်မန္တလေးလိုဟာမျိုးလာချိုးလိုဟာမျိုးအဲ့လိုမျိုးနေရာတွေရောက်သွားလိမ့်မယ်ဆိုတော့အဲ့လိုနေထားပြီးတော့ရှိတယ်ခုနအခုပြထမ်းမဲ့ဒီကြားဖြန့်ကြားဖြန့်ဖြိုချရေးခုနဟိုလွတ်တော်မှာဆွနေနေတဲ့ ဒီဥပဒေရဆိုရင်တကယ်လို့မြန်မာစစ်တပ်ကဒီတရုတ်ကစင်ဒီကိတ်ပေါ့နော်ရာဇဝတ်ကိုင်းနေတဲ့ဆက်နွယ်မှုရှိတယ်ကြားပြန်နေတယ်နောက်ပြီးသူကလည်းအကျိုးမြတ်ရှယ်ယာရနေတယ်ဆိုတော့ဒီအချက်လက်တွေကိုဒီအမေရိကန်ကတကယ်စုံစမ်းလို့တေချာဟိုအသက်တွေတာရကားနဲ့မြတ်တွေ့ရှိွားတယ်ဆိုရင်ဘယ်လိုမျိုးအေးအေးယူမှုတွေလုပ်နိုင်လဲဒီစစ်တပ်ပေါ်မှာမြန်မာစစ်တပ်ပေါ်မှာကျွန်တော်ထင်တယ်အာတော်တော်ကိုထက်ထဲဝင့်ဝင့်အေးအေးယူမှုတွေလုပ်လာနိုင်တယ် အဲ့လိုမျိုးဖြီးပြီးဆိုရင်ကုနာတန်တမန်ရေးရနိုင်ငံရေးရပြီးရပေးရတယ်ဖြစ်လိမ့်မယ်မရောဘူးဆိုရင်မဟာလာဆေအုပ်စုကဒီဒီအမေရိကန်ပြောတဲ့အတိုင်းလွတ်လပ်ချင်အတိုင်းမလုပ်ဘူးအရေးယူမှုတွေအကောင့်ထက်ပုံမှုတွေမလုပ်ဘူးဆိုရင်တော်လီဗန်တို့ကဘယ်လိုဖြစ်လဲအဲ့ဒါနေနမူနာကြည့်လေအခုဒီဗင်နီဇွဲလာမှာဘယ်လိုမျိုးအခြေအနေဖြစ်နေလဲအဲ့ဒါနေနမူနာလာလိမ့်မယ်ဒါကညီကြီးလက်ခံမလွဲ့လို့ပြောလို့ရတယ်အဲ့လောက်ဆိုရင်တော့ကျွန်တော်ပြောတာလုံလောက်မယ်လို့ထင်တယ် မဖြစ်သေးတော့ကျွန်တော်လည်းပြောလို့မရဘူးပြီးရင်ကျွန်တော်ကဘာကိုဆက်ပြူပြီးလဲကျွန်တော်ပြောတာမဟုတ်တဲ့အတွက်ဟိုမဖြစ်ဘူးပေါ့လေနော်ဒါပေမဲ့တုံ့ပြန်လို့ရတယ်ဆုတ်ပြန်လို့ရတယ်အနေထားမျိုးမရှိလိမ့်မယ်လို့ထင်တယ်ဟုတ်ပြီကိုစီဗီဆိုင်ကိုကျေးဇူးတင်ပါတယ်အခုဒါမြန်မာရေးပေါ့နော်အမေရိကန်မှာမြန်မာတွေ TPS ရစဲခံရမှုမှာတရားစွဲဆိုနိုင်တဲ့အခြေအနေနဲ့အခုကြားပြနေနေမှာအမေရိကန်ဟိုဥပဒေပါပြဋ္ဌာန်းတော့မှဆိုတဲ့အကြောင်းပေါ်မှာအခုလိုတုံ့သက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့မှကျေးဇူးပါ